Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ channel ဦးပါ ဆရာဒီနေ့မှာဒီဒီဇိုင်းလေးတင်ပေးပါမယ်ဆရာဒီမှာပုံလေးပြထားမယ်เนาะသူကကြတော့ကျွန်တော်လေဗင်းအလိန်ဒီဇိုင်းလေးဖြစ်တယ်နောက်ချမ်းမှာလည်းသူရဲ့ဒီပခုံးအပတ်လေးပါတယ်ပေါ့เนาะပြီးသွားလို့ရှိရင်သူကနောက်ချမ်းလေဗင်းလေးလည်းကြည်ကြဲလေးဖြစ်တယ်ရှေ့ချမ်းလေဗင်းလေးလည်းအကျယ်လေးဖြစ်တယ်ပေါ့เนาะဒီအလိန်ဒီဇိုင်းလေးကိုကျွန်တော်ပတ်တန်လေးတင်ပေးပါမယ်အဲ့ဒီပတ်တန်ကိုရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်နောက်ချမ်းပတ်တန်ကတော့တရွက်ပဲဆွဲလို့ရတယ်နောက်ချမ်းပတ်တန်ကိုတစ်ချမ်းပေါ့เนาะကျွန်တော်ဆွဲနေကြတိုင်းတစ်ချမ်းပဲဆွဲလို့ရတယ်ရှေ့ချမ်းပတ်တန်ကိုကျွန်တော်တစ်ချမ်းနဲ့နဲ့ဆွဲလို့မရဘူးသူ့ကိုအပြည့်ဆွဲပေးရ မယ်။သူကဘာလို့ဆိုဒီဘက်ပခုံးကနေပြီးတော့ဒီလိုဘက်ကနေပြီးတော့လယ်ဘင်းကိုလာပြီးတော့ဒီဘက်ကနေဒီဇောင်းလာပြီးပတ်ချင်တဲ့ဒီဇိုင်းဖြစ်တဲ့အတွက်သူ့ကိုရှေ့ချမ်းပတ်တန်ကိုအပြည့်ဆွဲပေးပါ။နောက်ချမ်းပတ်တန်ကိုတော့တစ်ချမ်းမေးရတယ်။ဟုတ်ပြီလား။အဲ့တော့အောက်က busy frame ပတ်တန်ဒီကိုဆွဲနေကြပတ်တန်အတိုင်းဆွဲပေး။ဒီချဲ့တဲ့တန်းသူတွေကလည်းချဲ့နေတိုင်းဆွဲပေး။ချဲ့စာအုပ်ကိုဝယ်ထားတဲ့သူတွေဆိုလို့ရှိရင်လည်းချဲ့နေတိုင်းဆွဲပေးပါ။တခြားသူတွေဆိုလို့ရှိရင်တော့ကိုဆွဲနေကြပုံမှန်ဇန်အတိုင်းပဲဆွဲပေါ့နော်။ဒီမှာတစ်ချဲ့တစ်ခုပြောချင်တာကချဲ့ရဲ့ busy frame အတိုင်းဆွဲခြင်းနဲ့ဒီအုံကွက်တွေထည့်ရမယ့်အခါမှာ ဘယ်လိုတောက်တွေတုံးရမလဲဒီလိုအင်ကြီးတွေဆိုလို့ရှိရင်ပိန်နာမှာလိုအပ်တဲ့တောက်တွေပါရမယ်ဆိုတာမျိုးကိုအတိအကျသိချင်တယ်အင်ကြီးကိုတိုင်းဘယ်လိုတိုင်းလဲဆိုတာသိချင်တယ်ဆိုရင်တော့ချက်ရှိမှာ online class တွေလာပြီးတက်လို့ရရဲ့ချက်ပင်ထောက်ထားတဲ့ဗီဒီယိုမှာ online class အကြောင်းကိုရှင်းပြပေးထားရပေါ့နော် Viber မှာလည်း channel အသေးစိတ်လာပြီးဆွေးနွေးလို့ရပါတယ်ချက်ဒီ comment အောက်မှာချက် Viber number လေးထားပေးပါမယ်ချက်ပတ်တန်စာအုပ်လိုချင်တယ်နော် online class တွေတက်ရတာ line မမိဘူးဖုန်းကိုအမြဲကြီးလို့အဆင်မပြေဘူး ာအုပ်နဲ့လေ့လာခြင်းနဲ့ဘယ်နေရာရောက်စာအုပ်လေ့ယူသွားပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီချက်ပထမအဆုံးစပြီးထုတ်ပေးထားတဲ့မြန်မာဝစ်စုံပတ်တန်စာအုပ်လေးမှာလို့ရပါတယ်။ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ချက်တို့မြန်မာဝစ်စုံဒီဇိုင်းတွေကအခြေခံကိုတိုင်းကြီးကနေစပြီးတော့ပတ်တန်ပေါင်းစုံပေါ့နော်နိုဘရာပတ်တန်တွေကပခုံးမြောက်ပတ်တန်တွေကရင်ခံတွေကအဆုံသုံးလာလေးလွာပထမင်းဂျိတ်ဆက်ကကစထည့်ပေးထားတဲ့စုစုပေါင်းတင်ငန်းစာ80ပါတဲ့စာအုပ်လေးချက်ရှိမှာမှာလို့ရပါတယ်။ချက်တို့အစစ်မြင့်လက်မှတ်နည်းနဲ့တင်ပေးထားပါတယ်။ပြီးလို့ရှိရင်ဒီစာအုပ်တင်မဟုတ်ဖဲနဲ့ချက်တို့ကဒီစာအုပ်ထဲမှာပါတဲ့ င်ငန်းစာတွေကိုပြန်ပြီးတော့ရှင်းပြထားတဲ့ video file အခု90ပါတဲ့ Telegram group ပါကျွန်တော်ရမှာဖြစ်ပါတယ်အဲ့တော့စာအုပ်လည်းရသွားမယ်စာအုပ်ထဲမှာနားမလည်တာရှိခဲ့တယ်ဆိုရင်တော့မှ Telegram group မှာချက်ပြန်ရှင်းပြထားတဲ့ video file တွေကိုပြန်ပြီးကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာအုပ်မှာဘယ်လိုထည့်ပေးထားလဲဆိုတော့ကျွန်တော်ဥပမာဒီမှာပေါ့နော် အင်ကြီးဒီဇိုင်းတွေရပြီးလို့ရှိရင်ဒူနဲ့သက်ဆိုင်တဲ့ပတ်သက်နေပါတယ်အောက်မှာသူ့ကိုပြန်ရှင်းပြထားတဲ့စာတွေပါတယ်ပေါ့နော်အဲ့ဒီသင်ငန်းစာတွေပဲချေလို့စုစုပေါင်းအာသင်ငန်းစာ80ထိထည့်ပေးထားပါတယ်ရှင်အဲ့တော့ဒီစာအုပ်လေးရချင်တယ်ဆိုလို့ရှိရင်အချက်ကို Viber မှာလာပြီးတော့ဝယ်လို့ရပါတယ်ချဲ Viber ဖုန်းနံပါတ်လေးအောက်မှာမန်မန်ထားပေးပါတယ်ရှင်ဟုတ်ပြီနော်ချေလို့အဲ့ဒါဆိုလို့ရှိရင်တော့ဒီစာအုပ်ကိုရချင်တဲ့သူကတော့ဒါကချဲတစ်ထည်လုံးအစအဆုံးတော့ချုပ်မပြဘူးပေါ့နော်ပြန်ပြီးရှင်းပြထားတဲ့ချုပ်နည်းကိုပြောပြထားတာမျိုးတော့ရှိတယ်အဲ့လိုမဟုတ်ဖ ೇನೆ ချဲချုပ်နည်းကိုပါတည်ကျင်တာအစအဆုံးတစ်ထည်လုံးအင်ကြီးကိုကင်ပြီးချုပ် ်ပြတာပါသိချင်တာဆိုလို့ရှိရင်တော့ online class တွေတက်လို့ရပါတယ်တန်ငွေစုစုပေါင်း၈ခုထိဖွင့်ပေးထားတာဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အတန်းကိုရွေးပြီးတက်လို့ရပါတယ် Viber မှာအသေးစိတ်လာပြီးဆွေးနွေးပါရှင်ကျွန်တော်ဒီ button လေးရဖို့အတွက်ကိုချေကုနက်ကပြောလို့ရှိဟုတ်ပြီတချို့တော့ဒီပတ်တန်လေးကသူကရှေ့ချမ်းပခုံးရှက်လေးဖြစ်တဲ့ဖြစ်တဲ့အတွက်ရှေ့ချမ်းမှာကျွန်တော်အပြည့်ဆွဲထားမယ်ပတ်တန်လေးကိုနောက်ချမ်းမှာတော့တချမ်းဆိုရရတယ်သူရဲ့နောက်ချမ်းလေးဘင်းကတော်တော်လေး ကျဲထားတယ်တွေ့လားတော်တော်လေးကျဲထားတယ်ဆိုတော့ကျွန်တော်ဘယ်လောက်ထားမလဲဆိုရင်နောက်ချမ်းမှာလက်ဖောင်ဖြစ်တဲ့တော့ကျွန်တော်ဒီမှာပခုံးလေးစိတ်ဖြုတ်ချလိုက်အဲ့ဒီရဲ့ဘေးမှာသူကလေးချုံစာနဲ့မှာနှစ်လက်မနှစ်လက်မလောက်ထားရတယ်နည်းနည်းအရန်ကျဲတာမကြိုက်နှစ်လက်မခွဲလောက်ထားပေါ့နော်ဒီနာကိုလေအဲအဲ့လောက်ထားဟိုအရန်ကျဲတာမကြိုက်နှစ်လက်မခွဲထားနည်းနည်းလေးပူပြဲခြင်းနှစ်လက်မပဲထားတော့ကျွန်တော်ဒီမှာချုံစာလေးပါသေးရဲ့ဆိုတော့အောက်ကိုဘယ်လောက်ချထားလဲဆိုတော့နှစ်လက်မခွဲလောက် ခြိုင်ရပြီးအများကြီးကြချင်းသုံးလမလောက်ချပေါ့နော်အဲ့လောက်ကိုသူကဒဲမဟုတ်ဖဲနဲ့ဒီလိုဆောင်းဆောင်းလေးနော်ဒီဘက်ကိုဒီလိုဆောင်းဆောင်းလေးထုတ်ထားတယ်ဆောင်းဆောင်းလေးထုတ်ပြီးတော့ shadow ဒီလိုမျိုးလေဘင်းကိုဒီလို၄တောင်ပုံစံယူထားတယ်ဟုတ်လားအဲ့တော့နောက်ချမ်းမှာစစ်တက်မှာဖြစ်တဲ့အတွက် shadow ကဒီမှာစစ်စာစားထားမယ်နော်စစ်စာဒီလိုမျိုးလေးစိတ်ဒီမှာစစ်စာဝင်စားလိုက်မယ်ရမယ်နော်ပြီးတော့ရင်သူကဒီမှာတွေ့လား လေပင်းက၄တောင်ဖြစ်တဲ့အတွက်ခြေကဒီတောက်ကိုအပေါ်ထိထိုးမယ်ပေါ်ထိထိုးမယ်ဆိုတော့ဒီတောက်ကိုဘလောက်ထိုးမလဲဆိုရင်၄စိတ်ပဲထိုးနော်တောက်၄စိတ်ဒီမှာထိုးယူမယ်အဲ့တော့ဒီလိုမျိုးကြီးခြုံနေမှာလေနောက်ချမ်းမှာကြာခြေကအဲ့လိုမျိုးတွားခြုံလို့မရအောင်နောက်ချမ်းမှာရင်အောင်မှမရှိတာခြုံလို့မရဖြစ်ရခြေကဒီအောက်ကိုဆောင်းဆောင်းလေးပေါ့နော်အဖြောင့်တိုင်းလေးဆွဲချလိုက်ဆောင်းဆောင်းလေးဖြစ်မှာပေါ့ဒီအောက်မှာတော့တလမတီမှာ၄စိတ်ပဲဆိုတော့ဒီလိုမျိုးအကုန်လုံးတင်းပြီးရယူလိုက်မယ် ရလားအဲ့လိုမျိုးယူပြီးွားရင်ဒီဖောက်ကိုပတ်တန်ကိုပြန်ထက်တိတ်ပြန်ကတ်တော့ B တရွက်ထည်ဖြစ်သွားမယ်ဟုတ်ပြီလားပြီးရင်ဒီမှာစစ်တက်မယ်သူ့ကိုကွတ်စာယူမယ်နော်ကွတ်စာယူမယ်ဒါဆိုရင်နောက်ချမ်းကဒီဟာပဲသူကနောက်ချမ်းမှာဘာမှမထူဆန်းဘူးဒါပေမဲ့ဒီနောက်ချမ်းကိုဖြတ်မထုတ်နိုင်အောင်နောက်ချမ်းမှာချေတော့လှုပ်เสียရရှိတယ်ဘာလို့ဆိုတော့တို့ဒီနေရာလေချေတော့ဒီအပတ်အတွက်ယူအောင်မတွေ့လားအဲ့ဒီဟာအတွက်ယူအောင်မှာဖြစ်တဲ့အတွက်ဒီနောက်ချမ်းကိုခဏလေးထားအောင်နော်သူကအဲ့ဒီ level အပတ်နေရာကိုချေတော့က ဒီမှာတခါတယ်ဆွဲထားလိုက်ပြီဆွဲထားလိုက်မယ်ဆိုတော့သူကလေဘင်းပေါက်ဘလောက်လောက်မှာလဲဆိုရင်ကျွန်တော်နှစ်လက်မှ6စိတ်နေရာလောက်ကပဲယူရင်ရပြီဒီကနေဒီကိုနှစ်လက်မှ6စိတ်နေရာယူလိုက်မှတ်လိုက်เนาะကျွန်တော်ပတ်တန်မူရင်းပတ်တန်တိုင်းနှစ်လက်မှ6စိတ်သူ့ရဲ့အပြာကကြတော့တစ်လက်မှ2စိတ်အပြာလောက်ရှိတယ်တစ်လက်မှလောက်ဆိုရင်လေရပါပြီတစ်လက်မှဆိုဒီလိုပေးတဲ့တပြားပေါ့ပေးရင်တပြားတစ်လက်မှလောက်အကျန်ဆိုရင်လေရပြီ ဆိုတော့သူချုပ်စာနဲ့ချေလို့တလမ2စိတ်လောက်ယူပေါ့နော်တလမခွဲတလမ2စိတ်တလမခွဲယူလိုက်တလမခွဲယူလိုက်ချေတော့ချုပ်စာရေးပိုင်းနဲ့တလမလောက်ကြံလိမ့်မယ်ဆိုတော့ဒီမှာတလမခွဲလောက်ဒီကိုမှတ်လိုက်နော်သူ့ရဲ့ level အဝိုင်းပြလေးအတွက် तू ကအနောက်ချမ်းမှာကြတော့အရင်ချမထားဘူးနောက်ချမ်းမှာကြတော့ sorry နောက်ချမ်းမှာအရင်ချမထားတော့ရုပ်ဒီကိုတလမလောက်လေးပဲချမယ်နော်တလမလောက်လေးပဲချမယ် 6စိတ်တလက်မလောက်ပဲเนาะတလက်မအများကြီး6စိတ်လောက်ပဲချချေဒီထိတ်လေးကနေ6စိတ်လောက်ပဲချပြီးရင်သူ့ရဲ့အောက်ကအပြားကဒီမှာတလက်မခွဲယူထားရင်ဒီကိုတလက်မခွဲယူလိုက်ဟုတ်လားအဲ့ဒီအပြားလေးကိုဒီမှာမှတ်ထားဒီလိုလေးရမယ်เนาะဒီလိုလေးရမယ်เนาะဒီအပိုင်းလေးဒါလေးကိုလည်းဆွဲထားပေးเนาะဒီအောက်ချမ်းကတသက်ဒါလေးရဲ့တသက်ဒီမှာနောက်ချမ်းမှာဆွဲထားပေးရှေ့ချမ်းရှေ့ချမ်းကိုလည်းကျွန်တော်လက်ဖောင်းဖြစ်တော့ဒီမှာပခုံးလေးစိတ်ဖြုတ်ချလိုက် ဒီဘက်မှာလည်းပခုံးလေးစိတ်ဖြုတ်ချလိုက်တော့တချမ်းမဲလိုတာပါတချမ်းမဲလိုတာဒါမှမဟုတ်ဒီလိုအပတ်ရအောင်ဆွဲမှာဖြစ်တဲ့အတွက်ဒီပတ်တန်ကိုအပြည့်ဆွဲရတာပေါ့နော်သူ့ကိုကတချမ်းတို့ဒီအောက်မှာဆိုလို့ရှိရင်ဒီမှာခန္ဓာကိုဒေါက်ကတော့ခင်ဗျားဒီမှာပတ်တန်အသေးလေးဆိုတော့ဒီလိုဒေါက်အချုံလေးပဲဆွဲလိုက်မယ်နော်ညီမလေးတို့အမားတို့ကဒေါက်ကိုအပြည့်နော်ဒေါက်ကိုတင်ရမယ့်နေရာတွေတင်ထားနော်ခြေရဒီလိုလေးပဲယာကြီးဆွဲလိုက်မယ်ပြီးတော့ရင်သူကအောက်မှာဖြတ်ဆက်ပါတယ်ရင် အောက်ဖြတ်ဆက်လေးကရင် အောက်နေရာလေးကိုဖြတ်ဆက် ပခုံးကနေချေလို့ရှိရင်အောက်တီတိုင်းထားတဲ့နေရာလေးကိုဖြတ်ဆက်လေးပါတယ်ဟုတ်လားအဲ့တော့အောက်ဘက်တစ်ချံကချေလို့ဓာတ်ကိုအဖြောင်ဆွဲလိုက်တယ်အဖြောင်ဆွဲလိုက်တယ်ဒါတွေကရှဲရဲ့အခြေခံပတ်တန်ဒီမှာတင်ထားပြီးသားနော်ရှေ့ရဲ့မြန်မာဝတ်စုံစာအုပ်ဝယ်ထားတဲ့သူပဲဖြစ်ဖြစ်ရှေ့ online class တက်ဖို့ပဲသူပဲဖြစ်ဒီဟာတွေကတိလိမ့်မယ်เนาะအဲ့တော့ဒီတော့တီအပြန်ကတ်အဲ့တော့ဒီဟာလည်းတချမ်းမယ်လို့တာပါချေဒီဘက်တချမ်းမလို့ပါအောင်เนาะဒီလိုအလဲတက်တဲ့တချမ်းယူလိုက်ရပြီအဲ့တော့ဒီနှစ်ခုကိုတောက်တောက်ပြန်ကတ်လိုက်တောက်ပြန်ကတ်လိုက်ဒီကတိတ်ရွက်ထွက်ဖြစ်သွားမယ်အဲ့တော့သူ့ကို F သူကဘယ်လောက်ဖြစ်သွားမလဲဆိုတော့ F ဟိုအပိုင်းလေးတရွက်ဖြစ်သွားမယ်ဒီမှာအပူးလေးယူပြီးအပြန့်ပေါ့နော်ဒီချမ်းတော့မပါတော့ဘူးပေါ့ဒါတချမ်းရရပြီလေသဘောပေါက်လားအောက်ဘက်တချမ်းလေးရရပြီအဲ့ဒါပြီးသွားလို့ရှိရင်ဒီချေတော့အပေါ်ပိုင်းကိုတစ်ချက်ကြည့်မယ်ဒီအောက်ကရှင်းသွားပြီအပေါ်ပိုင်းကိုကြည့်တဲ့အခါမှာချေတော့အရင်ဆုံးဒီဘက်ပခုံးပေးလေးမှာနောက်ချမ်းမှာနှစ်လက်မှလေးစိထားရင်သူ့ကိုလည်းနှစ်လက်မှလေးစိထားပေါ့နောက်ချမ်းမှာနှစ်လက်မှပဲထားခဲ့ရင်သူ့ကိုနှစ်လက်မှပဲထား ဟုတ်ပြီလားနောက်ချက်နဲ့ရှည်ချင်သူသူ့ရဲ့အောက်ကလေးကဘယ်လောက်ထိချထားလဲဆိုတော့ဒီနာလေးသူရှေ့ရင်ကျဲမြင်းထားအောက်ကိုရောက်တယ်နော်ရှေ့ရင်ကျဲမြင်းထားအောက်ကိုရောက်တော့ဒီမှာကြည့်ဂျိုင်းအောင်နာလေးကဒီလိုလေးခုံးပြီးတက်လာတဲ့ပုံစံမျိုးလေးတွေ့လားအဲပက်တန်တွေကိုကြည့်တဲ့အခါဆစ်ဆစ်ဆက်ဆက်ကြည့်ရတယ်နော်ဒီလိုမျိုးဂျိုင်းအောင်နာလေးကနေခုံးပြီးတက်လာတဲ့နေရာလေးအဲ့တော့ချေတော့ကဒီမှာရှေ့ရင်ကျဲမြင်းဆိုဒီနာလောက်မှရှိတယ်ပေါ့ချေတော့ဒီလိုလေးဂျိုင်းအောင်မြင်းလေးကနေခုံးပြီးတော့ဒီလိုလေးတက်တွေ့လား ယာရီပေါ်ချက်ဒီလိုမျိုးလေးဆွဲထားလိုက်တယ်ညီမလေးတို့ကတော့ပတ်တန်အကြီးမှဆိုတိကျတိုင်းပေါ့နော်ပခုံးလေးပါဒီမှာဆိုရှင်းရင်ချင်မရှင်းရှင်းရင်မြင်ထအောက်တလမလောက်အကြလောက်ဆိုရပြီပေါ့နော်အဲ့တော့ဂျိုင်းရဲ့ဒီနေရာတွေဒီလိုဖြောင်းဖြောင်းလေးတက်ဆွဲသွားလိုက်ပေါ့နော်ဆွဲသွားပြီးရင်သူ့ရဲ့အပေါ်ကဒီမှာဒီလိုမျိုးချထားတဲ့နေရာလေးကတပိုင်းရတည်လားဒီအပိုင်းလေး F1 ဆိုပြီးတပိုင်းနဲ့တက်တက်ထွက်သွားမယ်เนาะပြီးွားရင်ဒီနေရာလေးကိုတချို့ဟာမှာဆိုလို့ ဓာတ်လေးကိုနှစ်စိတ်လောက်ထပ်ပြီးအများကြီးမဟုတ်ဘူးနော်နှစ်စိတ်ပဲနှစ်စိတ်ထပ်ပုံမထက်နဲ့ဒီညာလေးရင်ဘတ်မှာလေပင်လေးမှာကတ်သွားအောင်ဓာတ်လေးနှစ်စိတ်လောက်ထပ်လိုက်နှစ်စိတ်လောက်တိတ်လေးနဲ့ပြန်ကတ်လိုက်ဒါဆိုရင်ဒီအပိုင်းလေးတစ်ပိုင်းထွက်သွားပြီတူလားအဲ့ဒီကနေမှသူကဒီမှာချေလို့လေပင်နောက်ဆုံးဒီမှာဘလောက်ဖောက်ထားလဲနှလုံးမ6စိတ်ပဲဖောက်ထားရင်ဒီဘက်ဘေးလေးကနေနှလုံးမ6စိတ်နေရာလေးကိုမှတ်လိုက်နော်ဒီညမှာနှလုံးမ6စိတ်အဲ့ဒီနှလုံးမ6စိတ်နေရာလေးကိုဒီကနေခုံးပြီးတော့ချေရွာရင်ရှက်ပုံစံမျိုးလေးတက်သွား သဘောပေါက်မယ်နော်တဆင့်ညီစီဆိုတော့ပတ္တန်ကပတ္တန်ကဒီလိုမျိုးနှစ်ဖက်ဒီလိုမျိုးဒီလိုမျိုးရှက်ထားတယ်ဒီလိုနှစ်ဖက်ရှက်ထားတယ်ဆိုပြီးတော့ရှုပ်ရှက်ခက်နေရလို့မြင်လိမ့်မယ်ဒီချက်ရှေ့မှာဗီဒီယိုတွေမှာပြောသွားလို့ပဲပတ်တန်တွေကိုမျက်လုံးနဲ့ဖြန့်ပြီးကြည့်တတ်ရမယ်အပိုင်သူ့အပိုင်လေးပဲသူကြည့်เนาะအဲ့တော့ကျွန်တော်ကဒီဟာလေးကသူကဒီနေရာလေးကိုရှက်ပြီးတောက်ပါတွေ့လားအဲ့ဒီညာတက်ပြီးဝိုင်းခဏထားလိုက်အောင်ကျွန်တော်ဒီမှာ ရင်အလဲတက်တက်မြင်းရှိမယ်ကွာယာယီဒီမှာခဲလေးနဲ့ဆွဲလိုက်ရတယ်ကိုပါကကိုပတ်တံပေါ်ခဲနဲ့ကိုကြိုက်တယ်လို့ဆွဲထားလို့ရအလဲမှန်မြင်းပေါ်သွားပြီဒါချေတို့ရဲ့အလဲမှန်နော်အလေပတ်တန်ရဲ့အလေတစ်ချက်အဲ့ဒီကနေမှတူးလေပင်ကဘလောက်ထိဖောက်ခဲဆိုချေတို့ဒီထိတ်ကနေပြီးတော့ဒီအောက်ကအဝိုက်လေးအစုံချဲကြီးဆိုတော်တော်လေးသူကအဝိုက်လေးကိုကြောက်အောင်ချထားတဲ့အတွက်ချေကဝိရဲတဲ့သူတွေအတွက်ဆိုရင်ဒီမှာရှစ်လက်မနေရာလောက်ထိလာချလို့ရတယ်။နော်သူကရင်အောင်အောက်ထိကြတယ်လေရှစ်လက်မနေရာလောက်ထိလာချလို့ရတယ်။အရင်မကြရင်ခုနှစ်လက်မခွန်ခွဲချလို့ရတယ်။အဲ့ဒီမှာအပေါက်ကလေးကဒီလိုမျိုးလေး အပေါက်ကလေးရှိမယ်ဟုတ်လားအဲ့အပေါက်လေးကအများကြီးမဟာဘူးเนาะဒီမှာ၃စိတ်လောက်ပဲဟာ၄စိတ်ဟာရင်တော့မှဒီလိုနှစ်ခုပေါင်းဆိုအပေါက်ကတလက်မှဖြစ်သွားမယ်သူ့ရဲ့အပေါက်ကတလက်မှတော့မရှိဘူးအဲ့တော့ခြေရော၃စိတ်လောက်လေးပဲဒီမှာဟာဒီမှာအပေါက်လေးတော့အဲ့ဒီအပေါက်ကနေပြီးတော့ခြေရောဒီဘက်ကိုနောက်ချမ်းမှာဒီအပြားလေးဘလောက်ယူထားလဲတလက်မှခွဲယူထားရင်ဒီမှာပခုံးမှာလည်းတလက်မှခွဲမှတ်လိုက်ပေါ့အဲ့ဒီတလက်မှခွဲနေနဲ့ဒီအပေါက်လေးကနေပြီးတော့ဒီလိုမျိုးတွားလိုက်တယ်ဒါပဲခြေရောပတ်တန် ဲ့တော့ဒီထိတ်မှာဘာလာကတ်မလဲဆိုတော့ဒီအပိုင်းလေးလာပြီးကတ်မှာနော်အဲ့တော့ကျတို့ပတ်တန်ဒီဒီဘက်တချမ်းလုံးဝမလို့ဒီဘက်တချမ်းကြီးလုံးဝမလို့ကျတို့ဒီဟာကိုဘာလို့အပြည့်အချက်မလို့ပဲနဲ့ဒီဟာကြီးဘာလို့အပြည့်ဆွဲလဲဆိုတော့ချက်ဒီလိုမျိုးလေးလိုချင်လို့လေဒါလေးကိုလိုချင်လို့နော်သူ့ကိုတော့ဒီညာလေးမှာကော့ကော့ဝဲဝဲလေးထွက်လိုက်ပေါ့နော်လေမင်းပုံစံလေးဒီလိုလေးကော့ဝါပြီးထွက်ဒီမှာဒီလိုကော့ကော့လေးထွက်လိုက်နော်အဲ့တော့ကျတော့ဒီအဘက်ကိုဘာလို့အပြည့်ဆွဲလဲဆိုရင်ဒီအဝိုက်လေးဆွဲခြင်းလို့အပြည့်ဆွဲလိုက်တာဒါပေမဲ့ဒီဘက်တစ်ချမ်းကလုံးဝမလို့ဘူး နော်ပတ်တန်လေးဒီအောက်ဘက်ဆင်ဒီမှာကျတော့ဒီချေတော့သူဘလို့သွားလဲဆိုရင်ဒီတောက်ကိုအပေါ်ထိဆွဲလိုက်တယ်အဲ့တော့ဒီမှာဂျင်ဘက်ကတ်သွားအောင်လို့သူ့ကိုတစ်ဖက်ကို3စိတ်လောက်တောက်ထိုးလိုက်တယ်နော်6စိတ်တောက်လောက်တုံးတယ်။အုံကွက်ထဲမှာဖြစ်တဲ့အတွက်ဒီမှာရှင်ပင်းတောက်ကိုနှစ်လက်မှအပြည့်တုံးမယ် နှစ်လက်မအပြည့်သုံးမယ်အဲ့တော့ဒီမှာရင်မေးတောက်နှစ်လက်မထည့်ထားရင်ဒီမှာနှစ်လက်မပြန်ထုတ်မယ်ဒါရက်ချေဟို online class တွေထဲမှာစာအုပ်တွေထဲမှာထည့်တင်ပေးထားရင်เนาะဒီမှာပြန်ထုတ်မယ်ဟုတ်ပြီလားအဲ့တော့ကျတော့ဒီတော့ခွဲထုတ်တယ်ပြီးတော့ဒီရှိမှာအပူလေးပါရတော့ဒီရှိမှာလည်းရင်ချိုက်တောက်လေးသုံးလို့ရတယ်ရင်ချိုက်တောက်လေးက၄စိတ်ပဲသုံးမယ်ပြန်ထပ်မယ်ဒီကဒီတောက်တွေပြန်ထပ်မယ်အဲ့တော့ဘယ်ကဒီကခွဲထုတ်မယ်เนาะဒီဘက်က F1 အဒီဘက်ကဒီပေါ်မှာ F1 ဆိုတော့ဒီမှာ F2 ဒီမှာ F3 အဲ့တော့အရင်ဆုံး F2 နဲ့ F3 နဲ့ပြန်ပြီးတော့ဆက်ပြီးတော့ချုပ်မယ် ဟုတ်လားနှစ်ထပ်တည်းကြီးပဲဖြစ်သွားမှာပေါ့နော်နှစ်ထပ်တည်းကြီးပဲဖြစ်သွားမှာဒါတွေကနှစ်ထပ်တည်းကြီးပဲဖြစ်သွားမှာ F2 နဲ့ F3 နဲ့ချုပ်မယ်ချုပ်ပြီးတဲ့အချိန်မှာကျတော့က F2 နဲ့ F3 ပြီးွားလို့ကျတော့ on ကွက်ထည့်တော့မယ်ဒီနှစ်ထပ်ပြန်ချုပ်မဲ့အချိန်မှာဒီ F1 အပိုင်းလေးကိုထည့်ချုပ်မှာ F1 လေးလည်းနှစ်ထပ်ယူလိုက်ပေါ့နော် F1 အပိုင်းလေးကိုထည့်ချုပ်မှာဟုတ်ပြီလားပြီးတော့ပြီးရင်ဒီမှာဒီနှစ်ခုကြားထဲကိုပဲ F3 ဒီအနောက်အောက်ဆုံးက F4 လာထည့်ပြီးတော့ချုပ်လို့ရတယ်နော်အဲ့တော့အဲ့လိုဒီဟာနှစ်ခုကိုအရင်ချုပ် on ကွက်ထည့်ရမှာပေါ့နော် on ကွက်ထည့်ပြီးမှဒီကောင်းလာပြန်ထည့်ချုပ် ရလားအဲ့တော့ तू ကဘယ်လိုဖြစ်သွားမလဲဆိုရင်ချက်ကက်ကြီးလေးတစ်ချက်ယူလိုက်မယ်ဒီလိုမျိုးအရှိပါဒီလိုလေးရောက်ရမယ်เนาะအဲ့တော့ဒီနာလေးမှာချက်တို့အများကြီးတော့မဟုတ်ဘူး၃စိတ်လောက်ထပ်ပေးเนาะဒီနေရာလေးတွေဟာမှာဆိုလို့၃စိတ်လောက်တောက်ပြန်ထပ်ပေးเนาะဒီလိုနေရာလေးဆိုတောက်ထပ်ဟုတ်ပြီလားအဲ့တော့ချက်တို့ကဒီဟာလေးကိုလာညှက်ယူ ဒီအပိုင်းလေးကျွန်တော်နောက်ချမ်းဒါလေးရကျင်တာ ောက်ရှမ်းကဒီအပိုင်းလေးကိုချေတော့ဒီမှာလာပြန်ပြီးတော့တိတ်လေးနဲ့ပြန်ကတ်လိုက်တာပေါ့နော်သူ့ပခုံးနှစ်ခုပြန်အဲ့တော့ဒီနှစ်ခုကပြန်ပူးတော့မှာတကယ်လို့ညီမလေးတို့အမတို့ကချုပ်တဲ့ပတ်တန်ဒီချုပ်စာမပေါင်းရသေးဘူးချုပ်စာတွေမပေါင်းရသေးဘူးပခုံးချုပ်စာတွေဂျိုင်းချုပ်စာတွေလေဗင်းချုပ်စာတွေမပေါင်းမဲနဲ့တီးတန့်ချုပ်တဲ့ဟာဆိုလို့ရှိရင်ဒီနှစ်ခုကချက်ချင်းပြန်ကတ်လိုက်လို့ရတယ်နော်နောက်ချင်းဟာဒီလိုလာပြန်ကတ်လိုက်လို့ဒီလိုလေးလာပြန်ကတ်လိုက်လို့ရတယ်ဒါပေမဲ့ဒီချက်တင်တဲ့သူတွေဒီချက်စာအုပ်ကိုဝယ်ထားတဲ့သူတွေက ဒီမှာချေတော့ပခုံးချုပ်စာတွေပေါင်းပြီးသားနော်ပခုံးချုပ်စာရဲ့ခြေချမ်းမှာ၄စိတ်နောက်ချမ်းမှာ၄စိတ်ပါပြီးသားအဲ့ဒါဖြစ်တဲ့အတွက်ဒီပခုံးချုပ်စာရဲ့အရင်ဖြုတ်ထုတ်လိုက်နော်ဖြုတ်ထုတ်ပြီးမှဒီနှစ်ခုကိုလာပြန်ထက်ကတ်လိုက်ဒါဆိုရင်ကျွတ်သူက F2 အပိုင်းထဲမှာဒီကောင်ပါသွားမယ်လीနော်နောက်ချမ်းမှာတောက်လျှောက်ဒီဘက်ကတော့ခြေတို့နှစ်ထပ်ပေါ့နော်အဲ့ဒါအကုန်လုံးအလှချုပ်အောင်မယ်သူက F2 ကဒီလိုမျိုးတစ်ပိုင်းထုတ်အောင်မယ် F2 ကဒီကနေပြီးတော့ဒီမှာ F2 ကဒီလိုမျိုးတစ်ချမ်းထုတ်အောင်နော်ဒီဒီဒီအစွဲကြီးနဲ့တစ်ချမ်းထုတ်အောင်မယ်နော် သဘောပါလားအဲ့တော့ဒီ F2 တစ်ချမ်းကဒီမှာနောက်ချမ်းကြီးအခွေပါသွားမယ်အဲ့တော့ဒီမှာခြေတို့ကဘာလုပ်မလဲဆိုရင်နောက်ချမ်းမှာဘောလီကြိတ်လေးနဲ့ဆွဲဒါမှမဟုတ်ကြဲသီးလေးတက်လို့ရတယ်နော်ဒီမှာလှုပ်လို့ရတယ်အဲ့တော့သူ့ကိုဒီမှာတစ်ခါလေးလာပြီးတော့ပတ်တံမှာတိတ်ကြက်ကမှာစာရွက်သွားချစာရွက်သွားချညှက်တဲ့အခါမှာသူကဒီလိုတစ်ခွေကြီးထွက်သွားမယ်အဲ့တော့ချက်ပြောလို့ဒီမှာပခုံးချုပ်စာပေါင်းထားတဲ့သူတွေကချုပ်စာပြန်ဖြုတ်ထုတ်နော်သူနှစ်ခုကဒီလိုမျိုးတခါရေးအပူကတ်မှာပြည့်တယ်ဒီမှာချုပ်စာရေမဖြုတ်ဘူးဆိုရင်ဒီဟာကြီးပို့ပြီးရှေ့သွားမှာလူရဲ့လူရဲ့အတိုင်းထပ်ပို့ပြီးရှေ့သွားမှာ သဘောပေါက်လားဒီပတ်တောင်သဘောပေါက်မယ်နော်နည်းနည်းလေးရှုပ်တယ်ဆိုပေမဲ့အခုလိုတက်စင်ချင်းစီဆွဲပြသွားရင်နားလဲသွားလိမ့်မယ်ရပြီနော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခြေရောဒီပတ်တန်လေးရသွားပြီเนาะအဲ့တော့ခြေရောတဆင့်ချင်းစီကြည်လိုက်ပြီးတော့ရှင်းပြလိုက်တဲ့အခါမှာဒီပတ်တန်ကိုနားလည်သွားပြီအဲ့တော့ချုပ်နီးပါခြေပြောပြထားတာဖြစ်တဲ့အတွက်လိုက်ပြီးချုပ်လို့ရပါပြီရှင်နားမလည်တာရှိရဆိုလို့ရှိရင်ခြေကိုမန့်ခဲ့ပေးပါနောက်ထပ်တည်ကျင်တဲ့ပတ်တန်လေးရှိလဲဆိုလို့ရှိရင်လည်းခြေကိုမန့်ခဲ့ပေးပါရှင်ဒီခြေကတော့ဆက်ချုပ်ပညာနဲ့ပတ်သက်ပြီးပတ်တန်ပညာဒါနတွေပေးနေ knowledge sharing တွေလုပ်ပေးနေတဲ့ဒီခြေຫນွေဦးဖြစ်ပါတယ်